ဆန်ယုံအထဲကျုပ်အလို့သမားအဖြစ်ပြည်ပြင်းအောင်အလို့ဆင်ခဲ့ပေမယ့်တဘာဝမကြမပြည်ပြင်းလို့လူပြောများနေရဲ့အမေမြင့်မုံပရိသတ်များလုံးမင်္ဂလာပါရှင်အီဂရစ်တန်ယာရီကနေပြန်လေးကြိုဆိုလိုက်ပါတယ်အချိန်နှီးအကြောင်းရင်းတချို့ကြောင့်အထဲကျုပ်ဆန်ယုံအလို့သမားအဖြစ်လောက်ကင်နေရတာကတော့တရုတ်ဆောင်မင်းသမီးမင်းမြင့်မုံဖြစ်ပါတယ်ဒါပေမဲ့လည်းဆန်ယုံအထဲကျုပ်အလို့သမားနဲ့မပြည်ပြင်းတဲ့ fashion နဲ့မင်းမြင့်မုံကြောင့်လူပြောများနေကြရပါမင်းမြင့်မုံဆိုတာကတော့အခုချိန်မှာမြန်မာနိုင်ငံရဲ့အထိတ်တန်းမင်းသမီးတအူးအဖြစ်ရပ်တည်နေတာဖြစ်ပါတယ် MRTV4 ရုပ်သံ က်လန်တွဲမင်းသမီးလေးမင်းမြင့်မို့ဟောင်းအရင်အမောင်းမြင့်မားတလို့ဖက်ရှင်ကြပြီးရုပ်ရည်ချောမောလှပါတဲ့မင်းသမီးလေးတစ်လက်ဖြစ်ပါတယ်။ဒါကြောင့်လေမင်းမြင့်မို့ဟာလက်ရှိချိန်မှာမြန်မာနိုင်ငံရဲ့ထိတ်တန့်မင်းသမီးတယောက်အဖြစ်ရပ်တည်နေတာပါ။အထူးသဖြင့်တော့မြန်မာရုပ်ရှင်လောကမှာနာမည်ကြီးထိတ်တန့်မင်းသမီးတွေကခေတ္တခဏအနာယူနေချိန်မှာမင်းမြင့်မို့ကဒုတ်တက်လာခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လေဒီဘက်နောက်ပိုင်းခေတ်တွေမှာမင်းမြင့်မို့ဟာမြန်မာနိုင်ငံရဲ့နာမည်တိမင်းသမီးနေရာကိုအလင်းအမြန်ရရှိလာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်းမင်းမြင့်မို့ဟာမြန်မာနိုင်ငံရဲ့အောင်မြင်ဆုံးမင်းသမီးအဖြစ်နဲ့စင်ကာပူနိုင်ငံကပေးရချီးမြှင့်နေထူးချွန်စုကြီးကိုထိုက်ထိုက်တန်တန်ရရှိသွားတယ်လို့ဆိုနိုင်ပါတယ်။မင်းမြင့်မို့ဟာစင်ကာပူနိုင်ငံ Hall of Fame HOFS Award 2025ကပေးရချီးမြှင့်နေဒရိုင်ခေါနစ်ဖင်ကာရော Social Media Award ထူးစုကိုနှစ်နှစ်ဆက်တိုက်ရရှိခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုးစင်ကာပူနိုင်ငံကချီးမြှင့်တဲ့ဆုကိုမြန်မာရုပ်ရှင်မင်းသမီးတွေတဲမှာဘယ်သူမှမရဘူးလို့သိရပါတယ်။မင်းသမီးမင်းမြင့်မို့ဟာဆိုရင်တော့မြန်မာနိုင်ငံမှာဘယ်မင်းသားမင်းသမီးမှမရရှိခဲ့ဘူး တဲ့ထူးချွန်စူးကြီးတစ်ခုကိုအခုလိုမျိုးပဲရရှိပိုင်ဆိုင်သွားတာကြောင့်တော်တော်လေးဂုဏ်ယူဝမ်းမြောက်နေကြရပါမိမြမဟာဒီလိုမျိုးထူးချွန်စူးရဖို့အတွက်တကယ်ကိုထူးချွန်ပိုင်နိုင်တဲ့အရေးအချင်းတွေကိုပိုင်ဆိုင်ထားခဲ့တဲ့အတွက်စင်ကာပူနိုင်ငံကပေးရချေမြင်တဲ့စူးကြီးကိုထိုက်တန်စွာနဲ့ရရှိသွားခဲ့တာဖြစ်ကြောင်းသိရပါတယ်မင်းမြမကအခုဆိုရင်ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုမှဇဝင်ကန်းကိုပိုင်နိုင်စေဖို့အတွက်အထည်ချုပ်ဆက်ယုံမှ3ရက်လောက်တကယ်အထည်ချုပ်ဆက်ယုံအလို့သမားတယောက်လိုဆင်းခဲ့တာဖြစ်ပါတယ် ဒါကလည်းမင်းမြင့်မို့ကားဆိုင်ရုံအထည်ချုပ်အလို့သမားလေးအဖြစ်တရုတ်ဆောင်ပြီးပြင်အောင်လို့အထည်ချုပ်ဆိုင်ရုံအလို့သမားဖြစ်အလို့ဆင်းခဲ့ရဖြစ်ကြောင်းသိရပါဗျ။ ဒါပေမဲ့လည်းမင်းမြင့်မို့ရဲ့ပုံစံကသပင်ရှိရှိနဲ့မင်းသမီးတယောက်လိုပုံစံမျိုးဖြစ်နေရပါဒါကြောင့်လည်းအမှန်တကယ်ဆက်ရုံမှာအလုဆင်းနေရလေးရှိတဲ့အထဲကျုံဆက်ရုံအလုသမားတွေကအမှန်တကယ်အထဲကျုံသမားတွေဟာမင်းမြင့်မို့လိုလုံးလုံးမဖြစ်နိုင်ကြောင်းသပင်ကိုချထားရင်စူပါရီပြောမှဖြစ်ကြောင်းဝေဖန်နေကြပါတယ်။ဘာပဲပြောပြောမင်းမြင့်မို့ကတော့သူမရဲ့အမှုပညာအလုအတွက်အကောင်ဆုံးစူးစမ်းလောက်ကင်နေရကိုတွေ့ရပါတယ်။အရင်တုန်းကဆိုရင်မင်းမြင့်မို့ကချူးလေးနဲ့မတည့်ဘူးဟိုလူနဲ့မတည့်ဘူးဒီလူနဲ့မတည့်ဘူးစသဖြင့်ဝေဖန်မှုတွေမြင့်တက်ခဲ့ပေ မဲ့အခုချိန်မှာတော့အားလုံးနဲ့အဆင်ပြေအောင်နေနေတယ်လို့တရုတ်ဆောင်ကောင်းအောင်လဲစူးစမ်းနေရကိုတွေ့ရပါတယ်။ဒီလိုမျိုးဆက်ရုံအလုံသမားဖြစ်အလုံဆင်းခဲ့ရကမင်းသမီးတွေအားလုံးနဲ့မှာမင်းမြင့်မို့ကပထမအောင်ဆုံးလို့ဆွနိုင်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောအထဲကျုပ်ဆက်ရုံအလုံသမားဖြစ်ခရီးတာပြည်ပြင်ဖို့တက်လို့နေရင်မင်းမြင့်မို့အပေါ်မှာဘယ်လိုမျိုးထင်လဲဆိုတာပြောသားခဲ့ပါအောင်ရှင်။နောက်ထပ်လဲစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်မရဲ့ page ကို like and follow လုပ်ပေးခဲ့ကြပါအောင်နော်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။